ကျွန်တော်ဒီနေ့အတွက်တယောစာလေးတွေကိုဖတ်ပြကြမှာတယ်ဒီတယောစာလေးတွေကိုရေးသားထားသူကတော့ဆရာစီရုပဲဖြစ်ပါတယ်တယောစာလေးတွေကိုဖတ်ခွင့်ပြုပါရန်ဆရာစီရုအားဒီနေရာကနေပြီးတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစေဗျာဒီတော့ဘော 안고 앙야니. 정치가 별이. စကိုင်းငလင် လို့မခေါ်ကြည် Facebook စာမျက်နှာကြီးဖွင့်လိုက်မိတာနဲ့တပြိုင်နက်ငလင်သတင်းတွေတက်လာလိုက်တာလက်ကင်ဖုံတောင်လွတ်ကြတော့မလားထင်ရသပြနောက်ဆက်တွဲငလင်သတင်းတွေဓာတ်ပုံတွေကြည့်ရမြင်ရတော့လေတာလနာထုံး900ပြည်မြမာကြီးမှာဟုတ်ပါလေစားလို့အတွေးပွားရပြန်ရောအော်စကိုင်းငလင် စကိုင်းငလင်ဆိုလို့ပြောရအောင်မေစကိုင်းမျိုးကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကို အခုနာမည်ပြောင်းပြီးခေါ်ရမယ်ဆိုပါကလားပြမန်လေးငလင်ကြီးဆိုကိုမလင်လောက်ခံဒေတာကိုဆယ်ရဲ့ကြာမှရောက်တော်မူလာတဲ့ကြောင်ချီးကတစ်ချက်လို့မိတ်နေဆိုပေတစ်ချက်လို့ဆိုလို့အထင်ကြီးမသွားနဲ့အောင်ပြောဒင်းလွတ်တာကတစ်ချက်မကတော့ဘူးအဲ့ထဲမဲ့စိတ်ဖောင့်နေတဲ့လူတွေဆိုရင်လွတ်နေတာလေလို့ပြောလို့ရှိတယ်မဟုတ်လားအဲ့ဒါလို့လွတ်နေတာကိုဆိုလိုတာပါကြောင်ချီးတို့လွတ်ချက်ကတော့လက်ကုံမေး စကိုင်းရင်လင်လောက်ပါရင်ဆိုရာကြီးကိုကြောက်စင်ကဖះမရေရေခြေလားခြေရေရရနောက်တော့ကိုးကောက်ကိုးရဲ့ရုတ်ခိုင်းလာခိုင်းရဲ့လီတကဲ့ကိုနဲ့ယူထက်ယူလင်တာယူဆုံးပူဆိုရာလိုပဲအာနာယူတရေပူနေတော့တာပဲပြုအယူမီဝိုင်းလို့ပြောရင်လေလွန်အပ်မထင်ပါဘူးဗျာပစာကြောင့်လေဆိုတော့နေရာတိုင်းမှာပွင့်နေတဲ့စစ်မျက်နှာကြီးကလေပြောင်မြောက်စွာအထာဏိလို့ အထိနာနေတာကိုဗျပြောလို့သာပြောရတာပါကြောင်ချီတို့အာနာယုဆင်ဆက်နတ်ကြောင်တတ်ကြောင်ရေရေကြောင်တွေချီပါပဲလीနော်တည်သမြဖရဆိုရာတွေကလည်းပြည်သူတွေအတွက်မဟုတ်ရပါဘင်းတို့အာနာတဆိုးရှေဖို့တတ်တတ်သားပါပဲသတင်းသာမျက်နာပေါင်းများစွာကနေထုတ်နေတဲ့မိကုံးကရှိသေးတယ်ငလင်ဘေးအတွက်ကမ္ဘာနိုင်ငံတီတီကလူသားချင်းစာနာမှုအကူအညီဆိုတာတွေက ဘက်စီကိုမင်းရောက်နေလေလို့စုံညိနေရပါဘခေါ်တယ်လီပစ္စည်းတန်ကြိမ်တထောင်းဆိုရာကြီးကလည်းလေရင်မော်ကဆင်းလာတာပဲတွေ့လိုက်ရဆိုပဲလူသားချင်းစာနာမှုအကူအညီကလူသားတွေလက်ထဲကိုမှမရောက်တာပဲလီငို့ပါငို့ပါဆိုတဲ့ဒစိတ်တွေကန့်အမျိုးချစ်သူများဒစိတ်တွေထုလို့ထုတော်လန်နေမြေတွေဘက်ကိုပိတ်လို့ပိတ်မဲလုံးလို့နာမည်ပြောင်ပေးထားတဲ့မိတ်ဆွေတယောက်ပြောတာသတိရသေးတယ် အသားမဲလို့ပေးထားတဲ့နာမည်ပါဒီမဲလုံးကဟိုမဲလုံးလို့ဘလောင်ပလဲမပြောတတ်ပါဘူးဟိုမဲလုံးက ငလင်ပြီကလေးကရောငလင်လှုပ်နေစေကလေးကပါအပြစ်မဲ့ပြည်သူတွေအပေါ်ဘုံချဲနေပါရဲ့နဲ့မဟုတ်ပါဘူးမလုပ်ပါဘူးမင်းထင်တယ်လို့မယုံပါဘူးချီပြောနေတာတရင်နီးပညာခစ်လက်ဝါပေါ်ကဘာကြီးရောက်နေတာကိုလက္ခဏာဖတ်တယ်လို့ဖတ်လို့ရနေတာဂျင်းမသိလေရောထင်ဇော်မဲလုံးတို့နီးရထား၆ရပုံက သူ့ခေါင်းမော်ဘုံမကျဲတာတောင်းနောက်ဆုံးထွက်တက်မှာငဲ့ချီပါတာပါလို့ပြောတော်မလားပဲဇော်မဲလုံးပဲရောက်သွားတာနဲ့မဲလုံးကြီးအကြောင်းစကားပြတ်သွားတယ်ဗျာဒီလိုဗျကျုံမိတ်ဆွေမဲလုံးကြီးကသူ့အိမ်နာကဘိုးတော်လိုလိုလူတယောက်အကြောင်းပြောပြဘူးလေအဲ့ဒီဘိုးတော်ကတခါတရံဝစီပိတ်ကျင့်တယ်တခါတရံအယူစကန်းဆိုလာဝင်တယ်အခုလက်တလောတော့ဝစီပိတ်နဲ့အယူစကန်းဝင်နေတာတဲ့ အဲ့ဒီဘိုးတော်ဆိုရာကြီးစီကို လာလိုက်ကြတဲ့ယူတွေကလည်းပြည့်လို့ဆိုပဲ ကျောက်ကတောင်ဟကောင်မဲလုံးကြီးရအယူတွေ all right လို့ဆိုတော့မင်းဟာကအယူကူတာလားဆိုတော့မဟုတ်ဘူးဗျအယူပြန်ကြတာလေလီမဲလုံးကြီးပြောတာကမရေတာယူလင်တာယူအုတ်စယူတနာယူတွေကိုစုတ်လို့တာပါတဲ့ထားပါ အခုတစ်ပတ်အတွင်းမဲလုံးကြီးကဘိုးတော်ဆိုတဲ့သူစီကိုလိုက်ပူရင်ရောက်ခဲ့လို့ဆိုပဲ မေလုံလိုက်ပို့ပေးတဲ့သူကနိုင်ငံเจ้าထွက်ဖို့ကိစ္စလာမေးတာ रे ဘိုးတော်ပါလာပြန်ကဘာသိကျင်သေးလဲလှုပ်လာလို့မေလုံကြီးကငလင်ចောင်းမေးကြည့်တာ रे လီအဲ့တော့ဘိုးတော်ကသူ့အနာကမိယိုးကိုကန့်ပြတယ်မေလုံကြီးကမိယိုးလားလို့ပြောလိုက်တော့ဘိုးတော်ကဥဝဝဝထအော်ရိုး रे ဘိုးတော်ကဝစီဘိတ်ဆိုတော့ဘိုးတော်ပါလာပြန်ကရှင်းပြတယ်တက်စကားအရာတက်ကျို့လို့ခေါ်ရတယ် ငလင်လောက်တာတက်ကျိုးတာတက်ပြက်တာလို့ဆိုလိုတဲ့မေလုံးကြီးက ပထဝီတေသောဘာညာလာမီတော့ မဟုတ်ဘူးဓာတ်ရိုက်တာဓာတ်ပြက်တာဆိုတာကိုအော်အင်ငါနဲ့စပြီးတနင်းလာနဲ့ဆုံးတဲ့အရာတွေကိုသတိထားရတဲ့သဘောလားဆိုတော့ဟုတ်တယ်လို့ပြောတဲ့အရေးမတက်ရင်ဓာတ်ကပြန်ခိုက်တတ်တဲ့မေလုံးကြီးထင်အောင်မြင်အောင်ပြောပြတာကတော့စကိုင်းငလင်ကိုမန်လေးငလင်လို့ခေါ်ရမယ်ဆိုတော့ ဲ့ဒီသဘောထင်နေတဲ့ဒီမေလုံးကြီးရဲ့ဝစီဘိတ်အယူစကန်းကြီးပြောတာအင်္ဂါစတနင်္လာဆုံးရှိတော့ဆိုတော့စခွေးတို့ပြိုပြက်မြေမြိုတော့မဲ့သဘောများလားကြုတ်စဉ်းစားတာပါအဲ့ဒီလိုဆိုမန်လေးငလင်းလို့ခေါ်တွင်စီဆိုတာကြီးကရောကြာသာဝတိစဗုဒ္ဓဟူအဆုံးဖြစ်နေပြန်တော့မာလာကြောင့်ချီးရီမင်းတက်တော့မင်းပြန်ခိုက်တော့မယ်ဟီကြောင့်မိတ်ဆွေမေလုံးကြီးပြောတာကြံ့သေးသည်ဗျာ ဝစီဘိတ်ယူစကန်ဘိုးတော်ကဓာတ်ကျိုးတာကိုဓာတ်ကောင်းအောင်လုပ်ရမလဲဘလို့လုပ်ရမလဲဆိုတော့ဓာတ်ကောင်းအောင်ဒေါင်းကတ်ရမလဲလီမဲလုံးကြီးကဒီအချိန်ဒေါင်းကတ်လို့ကတော့ပြောင်းကလာဟက်သွားမှာပေါ့လို့ပြန်ထောက်လိုက်တော့ဘိုးတော်ဘာသာပြန်ကတရုတ်ဆောင်ဒေါင်းရဲ့ပုံကိုကတ်ပေါ်ဟဲ့တယ်လီမဲလုံးကြီးစကားဆုံးတော့ကျုံမှာရည်လဲရတာရည်နှွေးချမ်းတောင်တီးတဲ့ပြိုတော်သေးတာပေါ့မဲလုံးကြီးရာ အောက်လန်းနေနဲ့လောက်တာမှသွားလို့ပြန်ဖြေခြင်းရင်အင်းမလွယ်လိုက်တဲ့ဝစီဘိတ်အယူပိုးတော်ပါကွာလို့ပြောလိုက်မိပါရဲ့လီအတုလေးရဲ့ရှင်ကောင်ပြိုင်ဟေးဆရာတုလာပြားဒီလိုမျိုးကြောက်မိတ်ဆွေမဲလုံးကြီးရဲ့အာလုတ်တန်ကြီးကြတော့ကြောက်ခမားလှမ်းလဲဆခြေလန်းတွေတောင်းတောင့်ကနေဖြစ်ရပါရဲ့ဟုတ်တယ်လီဒီငမေလုံးလှုပ်လိုက်မှပဲ ျုပ်ကဆရာသူဆရာရောင်လိုလိုဘာလိုလိုကြီးကိုဗျနော်အလိုလိုမအတူရေမို့ထက်ပေါနေတဲ့ခက်ထဲမယ်အစိုးရအတူတမတအတူဝင်ကြီးအတူတန်ကာအတူအိုဟိုအတူတတန်းကြာစစ်ကိုစံတဝါဝါရှာနေရတဲ့ကာလပြကြီးစကားမဆက်ပြောရအောင်မပြောတင်းငံကာလာရဲမေဓမ္မစေရီဆရာတော်ဟောတဲ့တရားပိုင်းစာလေးလိုက်မော်ပွနေသေးတယ် ဆရာတော်ကသခိုင်းငလင်ကြောင့်ထိခိုက်ပျက်စီးသေးခြင်းနေကြတဲ့ကိုလူမျိုးချင်းချင်းစာနာစိမ်မွေးပြီးတင်းညံမှာပျော်မလွန်မှုပျော်တပေါ်လီဆရာတော်ကသူ့အာဘော်တိုင်းခက်ကြမ်းကြမ်းနဲ့လမ်းမှာတွေ့ရင်ဆင့်ရိုက်မဲ့ဘာညာပေါ်မကြပါဘူးတင်ငန်းဝတ်နဲ့တယောက်ကဘာဝဲညာပဲထပ်ပြီးစိန်ခေါ်ပြန်ရောတတိရှိရင်ဘကိုးတိုင်းလာခဲ့ရီဘာရီလောက်လာတာကို မကြပါဘူးဗျာနောက်ထပ်တင်ငန်းဝတ်တယောက်က မာတုကောင်မတယောက်နဲ့ပြန်လည်ရေးပတ်တော်မူနေတဲ့ဗီဒီယိုဖိုင်လေးတစ်ခုလိုက်မော်ပွာလာပြန်ရော။အော်တန်ခါကုံကိုအာယုံပြူကြဆိုတဲ့စကားကိုတိုင်းလိုကားပြီးဖြစ်တင်တိုင်းဖြစ်နေတဲ့သကောင်သားတွေကြီးကျုပ်တို့ဂေါရမဗုဒ္ဓကြီးလည်းအာနာချပါဘူးဟာ။ထားပါတော့ကျုပ်စဉ်းစားနေတာရှိသဗျာ။စကိုင်းငလင်ကြောင့်အတော်ပျော်နေတဲ့သူရှိမယ်လို့လီ။ပျော်နေတဲ့သူကဘယ်သူများမှတ်တလေ။ကျင်စိုးပေါ့ဗျာ။ စဉ်းစားကြည့်လေစကိုင်းငလင်ကြောင့်သူခမောင်လူရဝင် သူရဝင်ဖြစ်နေတာလီဟော အခုဆိုရင်ဘန်ကောက်ဆိုရာကြီးကို နောက်တစ်ခေါက်သွားရပြန်ပြီမလေးရှားဝင်ကြီးချုပ်အန်ဝါဣဗရာဟင်ကြီးကဖုံးဆက်ခေါ်လို့ဆိုတကူကျုပ်ထင်တော့မလေးရှားကြီးလဲမျက်စီမွဲနားမွဲထင်ပါရဲ့ဒီလောက်မြန်မာပြည်သူတွေအပေါ်ကို ငလင်ကာလတလျှောက်လုံးတကြံတတွင်းလုံးဒရဇက်ဘုံကျဲနေတာကြီးကိုများ ကျင်စိုးကအန်ဝါကြီးဖုံးတောင်းလိုက်လို့အပြစ်ခတ်ရထားပြန်တည်းအပြုသဘောဆောင်တုံပြန်တာကျေးဇူးတင်ပြန်တည်းဒီမဲ့ဥအန်ဝါကြီးရဲ့ပြည့်ရက်တဲ့ဆိုတာဘလို့ဟာကြီးတော့ပြလင်းမအောင်အပြစ်ရက်တာကိုပြောတာလားတန်တမန်ကျစ်ဝစ်ဆိုတဲ့ပဝါကြီးက နာမျက်စီတွေကိုကန့်စီတာလားအာဆီယံကြီးရဲ့သူတော်ဘာပြည်ရင်းရေးဝင်မစွတ်ဖက်ရေးဆိုတဲ့ဟာကြီးကြောင့်လားမသိပါဘူးဗျာ ကျုပ်တို့ပြည်သူတွေအပေါ်တော့ကျင်စိုးတာသမီးတွေပုံကျဲတာ82ခါတောင်ကြော်ပတယ်အန်ဝါကြီးတို့ဆိုရကျင်စိုးကိုသကိုင်းငလင်နဲ့ပတ်သက်ပြီးလူသားချင်းစာနာမှုကိစ္စအကူအညီတွေပေးဖို့ခေါ်ပြောတာလေလီကျင်စိုးကိုတိမတ်ပြုတ်လူရသွင်းပြီးခေါ်ရမဟုတ်ဘူးဆိုပေကျင်စိုးကြိုက်တဲ့ဒါလေးပြပြီးရင်ပန်းအောင်လုပ်ဖို့များစိတ်ကူးရင်နေရောလားအန်ဝါကြီးရဲ့ ။ဘာမဆိုလုံရဲတယ်လို့ကြုံဝါထားတဲ့ကျင်ဆိုးဟာလေးနှစ်သာပြည့်ရောတိုင်ပြည်ကောင်းကျိုးတစ်ခုမှမလုပ်ဘူးသေးတာမသိလေရော့သလား။ဟင်းရင်လေးတဲ့အန်ဝါ။ပြောတာပြောရတာဝါ။ကျင်ဆိုးကလည်းနှစ်သက်ကူမိန်ကွန်းဆိုတာကြီးတယ်မေ။နှစ်သက်မှာငလင်ကြောင့်ပျက်စီးတော်တဲ့ဆောက်အုံတွေလမ်းတရာတွေတိဆောက်ပြုပြင်ရမယ်ဘာညာဆိုပြီးအတန်တွေပြင်းနေတယ်လေ။ကျွန်တော်တို့ဆိုးရအနေနဲ့ဆိုရာကြီးကိုလည်း ထက်ခါထက်ခါပြောသေးဆိုပေပြည်တော်ဒီမိုကရေစီနိုင်ငံ ဖြစ်ချင်ရင် သူနဲ့လက်တွဲကြပါဆိုတာလေပါတည်းရွေးကောက်ပွဲဆိုတာကြီးကိုလေဒီဇင်ဘာမှာကျင်းပမလို့ဟိုကလေးထိမ့်မဲ့ပါတီကြီးလေဝမ်းတာနေရောပေါ့တမတတုအစိုးရတူပါဆိုဒင်းမုံမရှိတဲ့မဲလုံးကြီးပြောတာတရိယာသေးတပလီ သူ့အဖေပြောခဲ့တာတဲ့တခါသား အဝေးပြေးကားလမ်းမကြီးမှာကျက်သွန်ကားကြီးမောက်ရော်တွေရွာနဲ့မလန်းမကန်းမှာဆိုတော့ရွာကလူတွေတွားချီကြတာပေါ့ကြည်ရင်နဲ့ကျက်သွန်ကားကြီးမောက်တာတနာဝါတယ်ဆိုပြီးကျက်သွန်တွေကောက်ကောက်တွားကြတာလေလီအခုလဲကျင်စိုးတို့တာဖကျက်သွန်ကောက်ဖို့လုံပန်းနေကြပုံများနေပြည်တော်ပါဝင်ငလင်ဒေတာကပြန်လဲတိဆောက်ရေးလုပ်ငန်းမှန်သမျှကျင်စိုးတာပိုင်ကုမ္ပဏီတွေကတိဆောက်ခွင့်ရဆိုပြီး ပြောလို့တောင်ပြောရတာပါကျင်စိုးနဲ့တာသမီးတွေစက်တုံ ကောက်နေကြတာဘလောက်တောင်ရနေကြပြီလဲမသိပါဘူးကျုပ်တို့ပြည်သူတွေသာနောက်ဆက်တွဲငလင်တွေကလှုပ်မိုးကြီးလေကြီးကြလို့ကဲစဲရေးစခန်းတွေရင်နှီးရရှမ်းဒုက္ခတွေပေါန့်လန့်နေကြရတာမမြင်ရက်မကြရက်စရာအိုးအတင်းတကြမင်းခမည်းရဲ့ကြောက်ဖြားဆိုတဲ့ဟာကြီးကတင့်မယ်မတင်ဘူးလား တကြမင်းလူပြည်စင်းနဲ့ဆိုပြီးကျင်စိုးရဲ့လူကေပြန်ဝင်ကြီးလိုစကိုင်းဘက်ရောက်တော်မူပုံမရပါဘူးကိုရွှေတကြလည်းလူရောင်ဝေလက်ခံတဲ့နေရာမှာပဲခိတ်ဆုံးနေတယ်ထင်ပါ ကိုရွှေတကြခမည်းလဲအတူပဲလားဂလိုးဆိုရင်ဖြင့်အတူလေးရဲ့ရှင်ကပြန်ရှင်ကပြန်လို့တောင်းဆိုလိုက်ချင်ပါသေးတော့စေရူး